မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်စုံရွာကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးဆဲကောင်ကျော်တိတ်ဆုံးပြီးတော့လက်နက်လေးလက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က August 22ရက်နေ့နေ့လယ်12:55မိနစ်အချိန်မှာမြင်းညာမြို့နယ်စုံရွာပြူစောတိစခန်းကနေငန်းမြရဲစခန်းဘက်ကို ဟော်လာကြီးတစည်းဆိုင်ကယ်3စီးလို့နဲ့ထွက်လာတယ်။အကြမ်းဖက်စစ်ခွေးများကိုပြည်သူကာကွယ်တပ်ဖွဲ့များကအလစ်အငိုက်ပျောက်ကြားပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ခွေး10ကောင်ကျော်တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်သားများထံကနေပြီးတော့ G3 အမျိုးအစားတနက်3လက် MA11 အမျိုးအစားတနက်တလက် G ပေါက်3ပေါက်နဲ့ G3 G 16တောင်းတို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။စုံရွာကနေပြီးတော့ငမ်းမြရဲစခန်းကိုတွားတဲ့စစ်ကြောင်းမှာတိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာတေဆုံးသွားတဲ့စစ်ခွေးအလောင်းတွေကိုမြင်နေရပါတယ်။နေမြရှင်းလင်းတဲ့နေရာအထိတော့ အလောင်းတချို့နဲ့လက်နက်တွေရခဲ့ပါတယ်စစ်ကူစစ်ကြောင်းကြောင့်ကြံတဲ့အလောင်းတွေကိုတွားရောက်ကောက်ယူနိုင်တာမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့တာပါလို့မြင်းညာခရအမတ်လေးအမတ်၁၀တိုင်ရင်ကတာဝန်ရှိသူတို့ကအတည်ပြုပြောကြားထားပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရမှုကြောင့်ဂစင်ကလျားနဲ့ဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ခွေးတွေကိုလိုက်လံရှင်းလင်းနေတဲ့အချိန်မြင်းညာမျိုးနဲ့စုံရွာနဲ့ ငန်းဆောင်မြို့နယ်ငန်းများရဲစခန်းတို့ကစစ်ခွေးများရောက်ရှိလာတဲ့အတွက်ကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းညာခရိုင်အမတ်လေးတိုက်ရင်မြင်းညာခရိုင်အမတ်တဆယ်တိုက်ရင်နဲ့ပူးပေါင်းတိုက်ရင်များဖြစ်ကြတယ်။မန္တလေးခရိုင်တိုက်ရင်ကကြားမင်း LPDF ငန်းနဲ့ LPDF မြောက်ပိုင်းသား LPDF နဲ့အမရပူရပကဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတွေဘက်ကအထွေထွေထိုးစစ်ကာလာကြီးမှာမိဘပြည်သူတွေအနေနဲ့ PDF တရင်တပ်ဖွဲ့တွေကိုလက်နက်ပံ့ပိုးပေးကြဖို့ဒီစစ်ခွေးတွေရဲ့ထိုးစစ်ကိုစိတ်ဓာတ်မကြဘဲနဲ့အတူတူရင်ဆိုင်ဖြတ်ကျော်ကြဖို့တိုက်တွန်းလိုပါတယ်လို့မြင်းကြံခရိုင်အမတ်လေးအမတ်30တရင်ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဗိတ်တဝဲခရိုင်ဒေသကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးစစ်ကြောင်းကို KNDO ကတိုက်ခိုက်ခဲ့ရာစစ်ကားတစီးပျက်စီးသွားပြီးတော့စစ်ခွေးတွေဘက်ကဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗိတ်တဝဲခရိုင်ဒေသဗိမျိုးနယ်အတွင်းကိုကရင်အမျိုးသားကာကွယ်တပ် KNDO တရင်ခွန်တပ်ခွဲ၃တာဝန်ယူထားတဲ့ပိုင်နက်နယ်မြေကိုစစ်ခွေးတပ်ကစစ်ကြောင်းထိုးလာတယ်လို့သိရပါဗျ။အဲ့ဒီစစ်ခွေးစစ်ကြောင်းကို ဘိမ်းမြို့နယ်လာတာကျေးရွာအနီးမှာ KNDO တပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွဲမှာစစ်ခွေးဘက်ကစစ်ကားတစ်စီးပျက်စီးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်အထိနာသွားတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းက အသက်20အရွယ်တပ်သားညီညီစောကလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားညီညီစောကိုလိုအပ်သည်များစစ်ဆေးမေးမြန်းပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမင်းစည်းကမ်းများနဲ့အညီသက်ဆိုင်ရာဌာနထံကိုပို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ် ။တနင်္သာရီတိုင်းဗိတ်တဝဲခရိုင်ဒေသအတွင်စစ်တပ်နဲ့တော်လိုင်းတပ်များကြားမှာတိုက်ပွဲများမကြာခဏဖြစ်ပွားပြီးတော့စစ်ရေးတွေတင်းမာလျက်ရှိကြောင်းဒေသတော်လိုင်းရေးသတင်းမြင့်များကပြောဆိုထားပါတယ်။ဩဂတ်လ16ရက်နေ့နဲ့19ရက်နေ့တွေမှာဒဝဲမြို့ကနေမြစ်တာမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းနဲ့စစ်ရင်တန်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးအကောင်20ကျော်တေဆုံးပြီးထောက်ဖို့စစ်ကားရှစ်စီးပြက်စီးခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်မှာစစ်ကောင်စီကစစ်ကြောင်းထိုးတပ်ဖြတ်နေလို့မြေကြီးနားမန္တလေးကခရီးသွားတဲ့ကားတွေရာချီပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ16ရက်နေ့ကစပြီးတော့ကံဘလူမြို့နယ်တောင်ချမ်းကခြေပါတွေကိုစစ်ခွေးတပ်နဲ့စစ်ခွေးလက်အောက်ခံပြူစောထီတွေကစစ်ကြောင်းထိုးမိရှုံနေတယ်လို့သိရပါဗျ။ အဲ့ဒီစစ်ခွေးစစ်ကြောင်းကြောင့်မြေကြီးနာမန္တလေးသွာလာကြမယ်ရင်ပေါင်းရာချီဟာလဲရက်အတန်းကြာပိတ်မိနေတယ်လို့ဒေသခံတွေကပြောပါတယ်မြေကြီးနာမန္တလေးကားလမ်းပိုင်းအတက်အစင်ကားတွေရာနဲ့ချီပြီးတော့ပိတ်မိနေပါတယ်မနေ့ကညနေပိုင်းကစပြီးတော့ဒီမနက်အထိ တုတ်တုတ်ကိုလှုပ်လို့မရဘူးလို့ကားသမားတို့ကပြောပြထားပါတယ်အတက်ကားတွေဟာဇီးကုန်းလမ်းဆောင်ကစပြီးတော့အလဲရှိုးရွာရေကြီးဦးစတဲ့ရွာတွေမှာပိတ်မိနေပြီးတော့အစင်းကားတွေကတော့ဘောရွာလွှဲစိတ် စက်တပေါင်းအေးသားရွာတွေမှာပိတ်မိနေတာဖြစ်တယ်လို့ကားသမားတို့ကအတိအပြုပြောကြားထားပါတယ်လမ်းကျောကတော်တော်ကိုအဆင်မပြေတော့ဘူးဗျာနောက်တစ်ခေါက်တက်တဲ့မတက်တဲ့စဉ်းစားနေရပြီလို့ဖားကန်ကားသမားကပြောပြထားပါတယ်စစ်တပ်နဲ့ပြူခွေးပူးပေါင်းစစ်ကြောင်းဟာကမ်းဘလူမြို့နယ်တောင်ချမ်းမှာရှိတဲ့ခြေရွာ၅ရွာကို၅ရာဇက်တိုက်စစ်ကြောင်းထုံးမိရှုဖျက်ဆီးပြီးတော့ ပြည်သူ၅ဦးကိုလည်းတတ်ဖြတ်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကြောင့်ထန်းကုန်းတိုက်နယ်နဲ့ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ရွာမရွာတဲ့အင်းလေကြီးညံအင်းထိန်တော်ကမ်းယိုအင်္ဂါတောင်တရက်တာနဲ့ကျေးပင်အပ်ရွာတို့ကပြည်သူတထောင်ကျော်ဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကျွန်းလကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာ ပြည်သူများမဖြစ်မနေမဲထွက်ပေးစီရေးအတော့ဌာနဆိုင်ရာများကအခုကတည်းကကြိုတင်ပြီးတော့လှုပ်ဆောင်ရန်အမိန့်ညွှန်ကြားချက်တည်းထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲ အပိုင်းတစ်ကိုပြုလုပ်မှာဖြစ်ပြီးတော့အဲ့ဒီရွေးကောက်ပွဲမှာပါဝင်တဲ့မြို့နယ်102ခုအပါအဝင် အပိုင်းလိုက်ပြုတ်လို့မဲ့ရွေးကောက်ပွဲတိုင်းမှာပြည်သူလူထုကဆန္ဒမဲပေးကြစေရင်နီလန်မျိုးစုံကိုအုံပြုတ်ပြီးတော့လှုံ့ဆောင်ကြရန်ညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီညွှန်ကြားချက်ဟာတပ်နယ်များဝန်ကြီးဌာနပေါင်းစုံနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံကိုရောက်ရှိနေတယ်လို့သိရပါဗါးကောက်ပွဲမှာလူတွေမဖြစ်မနေဆန္ဒမဲထွက်ပေးကြဖို့ဌာနဆိုင်ရာအစင်းစင်ကကြီးကြပ်ကိုယ်ကဲဆောင်ရွက်ကြဖို့ညွှန်ကြားထားပါတယ်ရွေးကောက်ပွဲအတွက်လုံခြုံရေးနဲ့ဆန္ဒမဲပေးသူများပြားစေရေးအတွက်ဌာနဆိုင်ရာအချင်းချင်းပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်လို့ နေပြည်တော်ဆက်ဘက်တရင်ရင်မြစ်ကပြောကြားထားပါတယ်ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာသက်ဆိုင်ရာတပ်နယ်နဲ့စစ်အရာရှိများကလုံခြုံရေးကစပြီးတော့မဲရီတွက်ပြီးစီးတဲ့အထိဥဆောင်ပါဝင်ရမှာဖြစ်ပြီးဌာနဆိုင်ရာများရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွင်းများကပူးပေါင်းပြီးတော့ဆောင်ရွက်ရမယ်လို့ညွှန်ကြားစာမှာပါရှိပါတယ်တခြားတစ်ဖက်မှာလည်းမြို့နယ်နဲ့ရပ်ကွက်များမှာစန္ဒာမဲအစမ်းလေးကျင့်ပွဲများပြုလုပ်ရန်ရှိတယ်ဆိုပြီးတော့အသက်၁၈နှစ်ပြည့်ပြီးတဲ့ဒူတိုင်းကို ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကမဖြစ်မနေလာရောက်ရန်ဆင့်ခေါ်နေတယ်လို့သိရပါဗယ်အသက်50နှစ်ပြည့်ပြီးသူများအနေနဲ့ကြိုတင်မဲအဖြစ်နဲ့ပေးလိုပါကပေးနိုင်တယ်လို့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကစာပို့လာတယ်လို့ပြောပါတယ်ဒီကနေ့ဩဂတ်လ22ရက်နေ့မှာကရင်ပြည်နယ်ဖမ်းမြို့နယ်ရက်ကွက်အများစုမှာစန္ဒာမဲပွေးပွဲများအစမ်းပြုလုပ်လေ့ကျင့်မှဖြစ်ပြီးတော့အသက်18နှစ်ပြည့်ပြီးတဲ့သူတိုင်းမပြတ်မကွက်တက်ရောက်ရန်သက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကဆင့်ခေါ်ထားတယ်လို့သိရပါတယ် ဖန်အမှတ်၁ရက်ကွက်မှာကျန်းဖို့ပါတီဝင်ယာအိမ်မှုဖေးတန်းကအသက်၁၈နှစ်ပြည့်ပြီးသူတိုင်းဆန္ဒမဲပေးပွဲအဆန့်လေးချင်းမကိုမဖြစ်မနေလာဖို့အတွက်စင့်ခေါ်စာတွေကိုလိုက်ပေးနေပါတယ်ဒီကနေ့နေ့လည်း၂နာရီအသက်၁၈နှစ်ပြည့်ပြီးသူတိုင်းမပြတ်မကွက်လာရမယ်ဆိုပြီးတော့ဖီအားပေးခေါ်နေပါတယ်လို့ဖန်အမျိုးကပြည်သူတို့ကအတီးပြုတ်ပြောကြားထားပါတယ်အလားတူပဲရန်ကုန်တိုင်းမရန်ကုန်မြို့နယ်မှာလည်းဆန္ဒမဲအဆန့်လေးချင်းပွဲကျင်းပရမယ်ဆိုပြီးတော့ ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကပြည်သူတွေရဲ့မှတ်ပုံတင်ကိုရေးရာဇဝင်များကိုကောက်ယူပြီးတော့ရက်ကွက်ရုံးကိုမဲလာပေးရန်စင့်ခေါ်နေတယ်လို့သိရပါတယ်။မှတ်ပုံတင် UDI ကယူပြီးတော့ရက်ကွက်ရုံးမှာဆန္ဒမဲအစံလေးကျင်ပွဲမဲလာပေးခိုင်းနေပါတယ်။မလာမနေရလုံနေတာဒီကောင်တွေပြောတဲ့မဲပေးဆက်နဲ့မဲပေးခိုင်းနေတာလို့မယံကုန်းမြို့နယ်ကပြည်သူတို့ကပြောပြထားပါတယ်။ အချမ်းဖတ်စစ်ခွေးမင်းအွန်လိုင်းကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်အပြည့်မြို့နယ်ပေါင်း102ခုမှာရွေးကောက်ပွဲတွေပြုလုပ်မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးတပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲမှာကြမ်းဖက်ပါတီကသာရွေးကောက်ပွဲအနိုင်ရမှာဖြစ်ပြီးတော့အစိုးရတဲ့ဖွဲ့စည်းမှာဖြစ်ပြီးစစ်ခွေးတပ်နဲ့ပူးပေါင်းက AA နဲ့ MNDAA ကိုအပြတ်အသတ်နှိမ်နှင်းမှာဖြစ်ကြောင်းကြမ်းဖက်ပါတီရဲ့နေပြည်တော်ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌဘူးလက်လှဆွေကထုတ်ဖော်ပြောဆိုလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ20ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ပြန်ပြောဆိုတဲ့ဗီဒီယိုဖိုင်မှာဘူးလက်လှဆွေကလာမယ့်ရွေးကောက်ပွဲမှာ တွက်ချက်မှုများအရာ NLD မပါဝင်တော့တဲ့အတွက်ကျန်းဖို့ပါတီကသာအနိုင်ရရန်တေချာနေပြီဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်အစိုးရတဲ့ဖွဲ့စည်းပြီးပါကအင်အားကောင်းလာတဲ့စစ်တပ်နဲ့ပူးပေါင်းပြီးတော့ AA နဲ့ MNDA ကိုအပြတ်အသတ်နှိမ်နှင်းမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။အခုလိုမျိုးနှိမ်နှင်းရဟာကျန်းဖို့ရဲ့အစိုးရတစ်ကလုံဆောင်ရမယ်တာဝန်တရဖြစ်တယ်လို့အခုလိုမျိုးထုတ်ဖော်ပြောဆိုလိုက်ပါတယ်။တခိုင်ကြီးကအစိမ့်ရချင်းကောင်းချင်းကောင်းတော့အစိုးရဖွဲ့ စိုးရဖွဲ့တော့ဘာလုပ်မလဲဆိုတော့ကျွန်တော်ပြောပြမလို့ဥပမာပြကျွန်တော်တို့ငငယ်ကဝနယ်မှာဘကဘောက်အမုန်းတိတ်တာဘကဘောက်အမုန်းတိတ်တာခေါတီချစပလော်တီရဒီကောင်းလေးပိုင်ရန်ပါဆမ်းမှာကွက်ကွက်လေးပဲချတယ်အဲ့ချိန်မှာရလိုက်လို့အမုန်းတိတ်တယ်ကျွန်တော်အမုန်းတိတ်တာကိုဘယ်သူသိလဲဆိုတော့ UWS ကသိတယ်ဒါကြောင့်မို့အခုဒီ2021ဒီကိစ္စကြီးပေါ်လာတဲ့ချိန်မှာ ယူဒူအက်ဆီကမပါဘူးမပါဘူးမပါတဲ့ခါကျ तू ဘောင်းအမုံစိတ်ခံမှကြောက်လို့ तू ကကျွန်တော်တို့အမုံစိတ်ကြတဲ့ဟာကို तू ရိုးကခံစားဘူးလေအခုကျွန်တော်ပြောတာအခုလာမဲ့ရွေးကောက်ပွဲပြီးရင်တက်လာမဲ့အစိုးရတန်ခါကြီးအစိုးရတက်လာပြီဆိုရင်မလုပ်နဲ့ဆိုတော့ခင်ဗျားတို့ဟဲ့လားတပုံကြီးခင်ဗျားတို့စောစောစီစီငင်းချိုင်းယူရင်ယူထားမယူလို့ကတော့အမုံစိတ်မှာနော် ကျွန်တော်ပြ PDF တွေပါတပည့်တပြဟိုငကားလို့လို့ဟိုပါဟိုဟိုပါလေတန်ခဲလို့ပါလို့အဲ့ဒီကောင်လို့တီကောင်လို့လို့အဲ့ဒီကောင်တွေမပြောဘူးเนาะအဘာပြောခင်ဗျအေအေရအစเนาะအေအေ MNDA ဟိုကကိုကဆိုခင်ဗျကုန်းကြမ်းလောက်ကိုင်ချစ်ဆွေရောတော်ပြီလေငကူနေရအဲ့ဘာသိန်းဒီကိုခိုင်နေလာလို့မနေနဲ့ ငါတို့အမုံကြိတ်ရင်မင်းဆရာကြီးကိုသွားမေးလိုက် UWSC ကိုငါတို့ဘလို့ကြိတ်လဲဆိုတော့ခုတမတော်ကြီးကအင်အားတောင့်တင်းလာပြီဆိုရင်အမုံကြိတ်မှာနော်ရွေးကောက်ပွဲပြီးရင်အမုံကြိတ်မှာခုလေကမင်းတို့တေချာလေးငင်းချင်းယူထားလိုက်အဲ့ဒါလေးကိုတတိလာပေးတာငါတို့ဘလို့အမုံကြိတ်ထားလဲဆိုတာကို UWSC ကသိတယ်ငါတို့အသက်ရွယ်ကသိတယ်အဲ့ဒါ မင်းဟိုနှစ်ပဲတပြားဟိုမင်းကြာဟိုဘလက်တိုက်ကလို့ခေါ်တာအဲ့ငါစောက်ဘောတွေကဘာမှမသိဘူးအဲ့ဒါလာပြောတာလေးစားပါ လက်တလုံးမှာကျန်းဖွတ်ပါတီကစီယုံရေးခရီးစဉ်များကိုကျန်းဖွတ်ပါတီဥက္ကဋ္ဌခင်ကြီးကဥဆောင်ပြီးတော့တနိုင်ငံလုံးကိုလှည့်လည်လျက်ရှိပြီးမြေပြင်မှာလည်းကျန်းဖွတ်ပါတီဝင်များကိုကြီးရွာနဲ့ရက်ွက်အုပ်ချုပ်ရေးမှူးများအဖြစ်နဲ့ခန့်အပ်မှုများကိုစစ်တပ်နဲ့ကျန်းဖွတ်ပါတီကလှုံ့ဆော်ပေးနေတယ်လို့သိရပါတယ်။ဒါအပြင်ကျန်းဖွတ်ပါတီခင်ကြီးကစစ်တပ်ထောက်ခံတဲ့အမှုပညာရှင်များအဆိုတော်များတရုတ်ဆောင်များနဲ့တွေ့ဆုံပြီးတော့ဝေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ပြည်သူများမဲဆန္ဒပေးကြရေးအတွက် စီယုံခိုင်းနေတယ်လို့ကြမ်းဖို့သတင်းအရင်းမြစ်ကသိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းရေနံချောင်းမြို့နယ်လေးတိုင်စင်ရွာမူโจချောင်းနယ်ဈေးကန်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဩဂတ်လ22ရက်နေ့ည10:00နာရီခွဲအချိန်ကမှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးတိုင်စင်ရွာမူโจချောင်းနယ်ဈေးကန်းကိုလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူနာဦးထိခိုက်ဒဏ်ရာရှိကမူဂျိုအကြောင်းနဲ့ဈေးကန်အဆောက်အုံများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်မူဂျိုအကြောင်းနဲ့ဈေးကန်အဆောက်အုံတွေထိခိုက်ပျက်စီးသွားပါတယ်မနေ့ကည10:00နာရီခွဲမှာစစ်ခွေးတပ်ကလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတာပါလေးတိုင်းစင်ကျေးရွာကိုကျဲသွားတာပါပြည်သူတွေတေဆုံးတာတော့မရှိပါဘူးနောက်ဦးတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲဩဂတ်စ်လ၈ရက်နေ့ကလည်းရေနံချောင်းမြို့နယ်လက်ကြီးဦးကျေးရွာ၉တောင်ပြည့်ဖျားဝင်းကို အကြမ်းဆက်တက်ကဆက်တက်လေထီးနဲ့ဘုံကျဲတက်ခတ်ခဲ့ခြင်းကြောင့်ဇီဒီများထိခိုက်ပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ